မြေဦးနရတင်ကိုနားဆင်အားပေးနေကြတဲ့ဒေါက်တာရှင်လေးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစိတ်ရောကိုယ်ပါကျန်းမာလန်းဖြာကြပါစေခင်ဗျာအခုဖတ်ပြပေးမှာကတော့ဆရာမောင်တာရရဲ့နောက်ဆုံးကြတော့ကျော်ဟင်းကကျော်ဟင်းပါပဲအပိုင်း၅ကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာနောက်ဆုံးကြတော့ကျော်ဟင်းကကျော်ဟင်းပါပဲ အပိုင်းငါမမျော်လင့်ပဲရန်ကုန်မှာခင်မဝင်းနဲ့တွားတွေ့တယ် ခင်မဝင်းနဲ့ကျုံလေးကကျောင်းနေဘက်ကျုပ်ကျောင်းကထွက်လာခဲ့တဲ့အချိန်ထိပဲတဒန်းနဲ့သားချင်းလေပင်ဖက်ကြီးမြင့်လာခဲ့တဲ့တငယ်ချင်းဆိုပါတော့ပြီးတော့လေတောင်မြူဇာတိမန္တလေးဇာတိသိတယ်မဟုတ်လားအန္တရီသားချင်းချင်းဆိုတာကတရတကြီးမှတွေးကြရင် အင်မတန်တွေးစည်းတတ်ကြတယ်မဟုတ်လားကျုပ်ကလည်းဝမ်းသားသူကလည်းဝမ်းမြောက်အဲအချင်းဒီအတူတောင်းကိုအပြန်အလှန်မေးကြည့်လိုက်ကြတော့သူလဲကျုပ်လိုပဲအိမ်တောင်ချနေပြီပြောတယ် မြို့သမီးကတော့ရန်ကုန်သူတဲ့အင်းစိန်တောင်သူကုန်းစာတိလို့ဆိုတယ်ကရင်အမျိုးသမီးဘယ်နေရလိမ့်မလဲသူ့အမျိုးသမီးနဲ့လည်းတွေ့ရအောင် သူ့အိမ်ကိုပါ လိုက်ခရအောင်မယ်ဆွဆွဲခေါ်တာနဲ့ကျုပ်လည်းရောက်သွားတယ်အဆိုးပါဘူးအထဲဝင်လိုက်တော့ရွာကလေးတူရပဲကောင်းဝင်လို့မရတဲ့အတွက်လဲစိတ်နေနေတိရိပ်ဝါရိပ်ကောင်းနေပြီးတော့လဲကိုဝင်းကိုချန်နဲ့ရေတွင်းနဲ့ဒါပေမဲ့အင်္ဂလိပ်ကတော့ မပြင်းနိုင်သေးလို့ထင်ပါရဲ့။တဏိမိုးတွေကလည်းအတော့ကိုယိုရင်းပျက်စီးနေပြီ။ဒီပြည်ကလေးတက်ယုံနဲ့ဆွေးစားတွေထွေကျနေပြီ။ကြယ်မြင်လာမြင်ဖြစ်နေပြီ။လာမယ့်မိုးရာသီမတိုင်ခင်မှာတော့အလွဲမသွေလဲမှဖြစ်တော့မယ့်အခြေအနေ။အေးနောက်ပြီးပိုင်းကလည်းသုံးမရတော့ဘူးပြောတယ်။မိဖို့ကြောင့်ကတွန်းချတဲ့အိုးစေးရွက်စေးရေတွေနဲ့ချက်တွင်းတွေကလည်းဖောက်။ကြာတော့တိုင်ကြီးတွေပါဆွေးပြီးတက်ထွက်ကုန်ပြီတဲ့။ အခုတော့တစ်ဖက်ဆောင်းလင်းဖြစ်နေပြီပြောတယ်။နောက်ဖေးပိုင်းလည်းတင်ရမယ်။ဒါပေမဲ့ခင်မောင်ဝင်းရဲ့ကငင်မာလေးကတော့အရန်ချောတယ်။ကုလုံးကိုယ်ရဲကလည်းဖွင့်ပြိုးပြေပြစ်တယ်။လက်မောင်းကလေးတွေဆိုရင်ချစ်ပြီးမာနေပုံရတယ်။ငယ်လင်းငယ်ဦးမယ်ထင်တယ်။အလုံးစုံစက်ခွန်78ပဲရှိမယ်။ဒါပေမဲ့ကလေးနှစ်ယောက်ရှိတယ်။အကြီးသမီးကနှစ်နှစ်နဲ့လေးလအငယ်သားက၁၀လအင်း ဘလောက်တောင်သူငယ်လို့ဘလောက်ပင်မွေးလေအောင်ပဲလို့ဆုံးမရှိသူဆိုတာမျိုးလို့ဖြစ်နေပြီ။နော်မြူရီရဲ့တဲ့။နော်မြူရီရဲ့ကလည်းခင်မောင်ဝင်းကိုချစ်တယ်။ကျုံရှိမှာတော့အိမ်ပြန်အရောက်မှာပြေးလာပြီးသူ့လင်ကိုနမ်းကြိုတယ်။ခင်မောင်ဝင်းဆိုတဲ့အကောင်ကလည်းဘလို့ဖြစ်နေတယ်မသိဘူး။တခါတည်းခါကိုလှမ်းပြီးဖတ်လိုက်တယ်။ဖတ်ထားလျက်လမ်းလျှောက်တယ်။ဖတ်ထားလျက်လေကားသုံးတက်ကိုတက်တယ်။သူပြောလို့ပြောတာမဟုတ်ပါဘူး။ သူတို့လင်မယားကိုကြည့်ပြီးကျုပ်တကယ်ကြည်နူးမိတယ်။ခင်မဝင်းကကျုပ်ထက်တနှစ်လားလပိုင်းပဲလားမသိဘူး။နည်းနည်းတော့ကြီးတယ်။ဒါပေမဲ့27နှစ်78ဆိုတာရွယ်တူတန်းတူရှေ့သွန်းနောက်လိုက်လည်းကြီးတယ်။လမ်းတွဲလျှောက်ဘာမှဝေဖန်ကဲရစရာမရှိဘူး။ဒါပေမဲ့ရင်းရင်းနှီးနှီးမေးကြည့်လိုက်တော့ခင်မဝင်းမှအလုံးမရှိဘူးပြောတယ်။စောစောတုန်းကတော့ရောက်ကမဘက်ကမျက်နှာနဲ့ရထားပို့ဆောင်ရေးမှာ ဘူရာလူလင်အလုပ်ရတယ်လို့ပြောတယ်။နောက်တော့ရထားလက်မဲ့အလွဲသုံးစားလောက်ကြတဲ့ဂိုင်းထဲမှာရောပါမိတာနဲ့လှုပ်ပြုတ်သွားတယ်ပြောတယ်။ဒီကောင်ခင်မောင်ဝင်းကအမရဘူရာမှာတုန်းကတော့ပရင်ဆရာသားတဦးဒီသောသားအတန်အသင့်သုံးနိုင်ဆွဲနိုင်တယ်။ဒီတော့လူကသူပြော့ကျုပ်တို့လူတောင်ကြကြပြားကြကြအစားတွေကမဟုတ်ဘူး။အပင်ပန်းမခံနိုင်ဘူး။ပင်ပင်ပန်းပန်းမလုံနိုင်ဘူး။ခွန်အားကိုတုံပြီးလုံရမယ့်အလုပ်မျိုးတွေဆိုရင်မလုံနိုင်ဘူး။ ဒါပေမဲ့သူလဲចောင်းတာဆက်နေပြီခဲ့တယ်။ကိုးတန်းတော်မအောင်ခဲ့ဘူးတဲ့။ပြီးတော့လဲမျိုးရိုးလက်ငုပ်ပရိန်ပညာများတက်လာလိမ့်မယ်မထင်နဲ့။ဝါသနာကိုမပါဘူး။ចောင်းမာတုံးကလေးကပရိန်ရွှေခိုးဥရွှေရိုးဆိုပြီးခဏခဏအဆခံရလို့ဇန်ဖြစ်ခဲ့ရပေါင်းလဲများပြီ။စိတ်ချဒီအကောင်ငယ်စဉ်ကလေးကပရိန်ပညာကို စိတ်နာနေပြီးသား။ပရိန်လုံစားဖို့ဆိုတာကတော့ဝေးရော။အဲ။ အင်းအောင်ရေးကတော့ကံကောင်းပုံရတယ်။ငင်းလင်းငင်းမရ။ကောင်မကလေးကငေးသားငေးတယ်။စိတ်တဘောထားပြေဝပုံလေးရတယ်။ခင်မောင်ဝင်းကိုလည်းချစ်တယ်၊ကျင်နာတယ်။အလုံးမရှိ ဝင်ဝင်မရှိပေမဲ့နားလေတယ်။ပြီးတော့ပုံပန်းကြည့်ရတာအလုံးချမ်းလုံနိုင်ပုံလေးရတယ်။အပင်ပန်းခံနိုင်ပုံလေးရတယ်။နော်မြူရီရဲ့မျိုးရိုးကနှစ်ဖက်အဖေဘက်ကအစိုးရဝန်ထမ်းယထာပူဆောင်ရေးမှလှုပ်လှုပ်တယ်။အခုတော့အဖေက ကအဆင့်ရုံပိုင်းတောင်ကူနားကအုတ်တွင်းမြို့မှာတာဝန်ကျနေတယ်။နှစ်ပတ်မှတစ်ခါပြန်လာတယ်။အဲအမိဘက်ကတော့တောင်သူဆိုပါတော့အမိရဲ့နော်မြူရီရဲ့အထက်ကအကိုနှစ်ယောက်ရင် နော်မြူရီရဲ့နဲ့ခင်မောင်ဝင်းရဲ့ကခြံလုတ်တယ်။ခြံထဲမှာကရေရှည်စားပင်ပြီဖြစ်တဲ့အုံးပင်60ကျော်ရှိတယ်။မင်္ဂလာပင်20ကျော်ရှိတယ်။တရက်ပင်30ကျော်ရှိတယ်။ငါပြောတကွက်လည်းရှိတယ်။ဂုံးဆောင်မှာသူ့အခါနဲ့သူ နက်နက်လေးစိုက်တယ်။ပန်းလေးစိုက်တယ်။တကယ်တော့ယောက်ျားကလေးတွေကပင်ပန်းနဲ့အလုပ်တွေကိုလုပ်ကြတယ်။အမေကသမင်းချက်တယ်။ကလေးတွေထိန်းတယ်။နော်မြူရီယယ်ကနေ့စဉ်ပန်းတစ်ချက်နဲ့ဈေးထွက်တယ်။အသီးတွေကတော့ခြံအထိလာဝယ်တဲ့ဖောက်တွေတွေရှိတယ်။ကျုပ်တငငယ်ကြီးခင်မဝင်းကတကယ်တမ်းစရင်ရှင်းလိုက်တော့ရောင်60ဘာမှမမြင်ရရမရှိဘူး။ခြံလုံငန်းဆိုရမှာလဲပန်းခူးတိဆော့အကူသဘောလောက်ပဲဖြစ်တယ်။ မြေကြီးကိုတိုးဖို့ဆောက်ဖို့မပြောနဲ့ရင်ငင်ရေထမ်းပြီးပန်းကင်းကိုရေလောင်းနဲ့အလုတောင်ခါမြက်သွားလို့တဲ့မလုံနိုင်ဘူးဒါပေမဲ့ခင်မောင်ဝင်းကသာစိတ်မကောင်းဖြစ်နေတာရောက်ခမကရော ရောက်ဖတွေကရောတချက်ကလေးမညိုညင်ဘူးတကွက်ကလေးမျက်နှာမပြတ်ဘူးခင်မောင်ဝင်းကလည်းအနေတက်ပါလေမိမဈေးထွက်ရောင်းနေတော့ကလေးတွေထိန်းပေးတယ်တခါတလေကလေးထိန်းရင်ဈေးလိုက်တယ်အိမ်ပြန်ရောက်ရင်လည်းလက်ကားတော့ငုတ်တုတ်ကြီးထိုင်းမနေဘူးတခုခုတော့ဝင်လို့တယ် ဒါပေမဲ့ခင်မဝင်းစိတ်မကောင်းဘူးအလုတ်ထွက်ရှာတယ်အဲ့ဒီမှာတုံနဲ့တွေ့တာပဲခင်မဝင်းကသူ့အိမ်မှာသမင်းတွေ့ကျင်တယ်လို့ဆိုတယ်တခုံးမဲပြောလိုက်ရတယ်နော်မြူရီယာကကရင်လိုလှမ်းပြီးပြောလိုက်တယ်သူ့ကိုတယောက်ကမွေးထားတဲ့မန္တရကြီးတစ်ကောင်ကိုဖမ်းပြီးအိမ်ပေါ်တက်လာတယ်ခင်မဝင်းရဲ့တငယ်ချင်းဟာသူတို့မိသားစုရဲ့တငယ်ချင်းမှာတဲ့ခင်မဝင်းတို့အညာကဒီအိမ်ကိုဘယ်သူမှမလာဘူးဘူးတဲ့ ခင်မဝင်းရဲ့မိဘဆွေမျိုးတွေကလည်းမလာကြဘူးတဲ့အခုထုတ်လာတာဟာပထမဆုံးရောက်လာတဲ့ခင်မဝင်းရဲ့ဧည့်သည်ပါပဲတဲ့ဒါကြောင့်အတိတ်ကောင်းနမိတ်ကောင်းတဲ့အနေနဲ့အကောင်းဆုံးကျွေးမွေးပြုစုပေးရစေတဲ့ဝိုင်းခွင်တောင်းကြတယ်ဝိုင်းပြောကြတယ်ကျုပ်စိတ်မကောင်းလိုက်တာကျုပ်ငေးနားထောင်နေမိတယ်ငင်းဖို့လည်းမရည်ရွယ်ပါဘူးဒါပေမဲ့ငင်းချိန်လည်းမရလိုက်ဘူးအင်မတန်စိတ်ထားကောင်းတဲ့မိသားစုအင်မတန်စိတ်ထားပြည့်ဝဖြူစင်တဲ့မိသားစု ကျုပ်ဘဝကျုပ်ကုတူကြတော့လေတမျိုးဒီလိုလူမျိုးတွေနဲ့မစုံစည်းရဘူးဟန်ဆောင်နေတဲ့ပဝင်းကျင်ကဲ့ရည်ဖို့ရှောင်းချဖို့သာစောင့်ကြည့်နေကြတဲ့ပဝင်းကျင်လူလူလာလာဝိုင်းဝန်းဝဝမရှိတဲ့ပဝင်းကျင်ဘာမှပြောမလို့နေကျွန်တော်ဝင်မင်းဘာလို့ချင်လဲပြောလို့တခါရင်းမေးလိုက်တယ်ကုန်ကူးမလားအရင်းကြီးလို့လားအနဲ့လိုက်စုံစားမလားချုပ်ထဲတိုးပဲမေးလိုက်တယ်ခမောင်းဝင်းကပြုံးတယ် ကောင်းခါတယ်ကျေးဇူးတင်ပါတငယ်လေးဟာအကုံလည်းမကူတော့ဘူးအရောင်းဝယ်လည်းမလုပ်တော့ဘူးအာမင်းမလည်းငါမခွဲနိုင်ဘူးငါဒီမိသားစုနဲ့ပဲတည်ထိနေမယ်ပြောရင်နဲ့သူ့ရင်ဝင်တဲ့ကောင်းတဲ့ဝိတ်လာတဲ့နော်မျိုးရီရဲ့ကိုအตาပွေဖတ်ထားလိုက်တယ်အေးတခုတော့ရှိတယ်ပြောမှအားတော့လာတယ်ဒါမဲ့မင်းကူညီနိုင်ကူညီတဲ့အနေနဲ့တို့အတွက် ဦးစားချက်မှအကောင့်တရာလောက်ဝယ်ပေးထားစီတင်တယ်။မင်းဝင်ပြန်လို့ခြင်းတဲ့အချိန်မှာအချင်းမေးပြန်ရောက်ပြီးပေးပါမယ်။သူကမင်းအရင်နေ့နဲ့ဆင်ပွားပြီးတော့ဝေးယူမယ်။ဖောက်ယူမယ်။ဥလေရောင်းစားတင်တွေရောင်းစားမယ်။အဲ့ဒါတော့အဲ့ဒါတော့ဝင်ဘလောက်လို့တလဲ။ကျုပ်ကသူ့စကားကိုဖျက်ပြီးမေးလိုက်တယ်။ဒီမှာဟမ်းမဆောင်ကြတော့ဘူး။ကျုပ်ကမေးုံမဲရှိသေးတယ်။ပေးမလားမပေးဘူးလားမသိသေးပဲနဲ့ကိုသူတို့အချင်းချင်း တယောက်တစ်ပေါက်ကရင်လိုပြောလိုက်ကြတဲ့အတန်နေဆိုတာပွက်လွန်းချိုက်သွားတယ်။မျက်နှာတွေဖမ်းကြည့်လိုက်ရင်လည်းတိတာတာပဲ။တိတ်ဝမ်းတာနေကြတယ်။ပြီးတော့နော်မြူရီကရှာတွက်အာတွက်ဝင်ဖြေတယ်။မျိုးမျိုးရှိတယ်ပြောနေအခုရဲ့။ဦးအပေါက်ခါစားပေါက်ကလေးတွေဝယ်ရင်ဈေးနှုန်းကတစ်မျိုး။တက်ကြတယ်။လွတ်ပြီဆိုတဲ့အရွယ်ကလေးတွေဝယ်ရင်ဈေးနှုန်းကတစ်မျိုး။ပူပေးရမယ်။ပြီးတော့အထီးမှခွဲထားပေးတာအမကလေးတွေကြီးရွေးဝယ်မယ်ဆိုရင် ဈေးနှုန်းကတမျိုးပိုစည်းကြီးမယ်နောက်ဆုံးဈေးအကြီးတကအကြီးဆုံးကတော့ချက်မတန်းကလေးတွေပဲအခုဝယ်ပေးချင်တာနာဝယ်ပေးပါဘယ်ရဖြစ်ဖြစ်ပေါ့နော်သူ့စကားကိုထောက်ခံဖို့သူ့ယောက်ျားကိုသူပြန်လှည့်နှိမ့်နိုင်လိုက်သေးတယ်နော်တဲ့ကျုပ်ပြောမိတယ်ငေယောညို့မေးရအောင်မေးဥအပေါ့ဆာအကောင်လေကလေးတွေဝယ်ငွေးရင်ဥမဲ့ရွယ်အထိကြီးလာအောင်၄၅၆လလောက်စောင့်အောင်ပါပေါ့ဟုတ်လား ါပေမဲ့အဲ့ဒါတကောင်မှနှစ်ချက်ခွဲရှင်ဒီတော့မှခင်မောင်ဝင်းကသူ့မိမကိုလက်ကပြလိုက်တယ်ဒီလိုလေးတငယ်ချင်းရဲ့ဟန်ချက်ခွဲဆိုတာကွာကျုပ်ဇီနုံတလုံးပြား60 65ပြားနဲ့ရှင်ချင်းပေးပြော်တာပေါ့ဒါပေမဲ့အဲ့ဒီဥပေါက်ကလေးတွေဝယ်တော့မိခင်အနှွေးတက်မျိုးရအောင်ကတိုးလျက်စမီလုံ25တိုင်အားကလေးတွေလေးငါလုံးလောက်ကိုမြင်းကြီးနားအထိဆွဲချပြီးတော့24နာရီထုံးပေးထားရတာခုလိုအေးတဲ့အချိန်ဆိုဘူဆိုးတယ် ်ဆိုတာကကွာဈေးကြီးတယ်ခိခရာများတယ်ပြီးတော့တိတ်လဲနုတယ်တရလွန်ကယူဆိုင်နိုင်မှအကောင့်တရမှာ60လောက်အဖက်တင်ရင်ကိုပဲအစိုးဘူးဆိုရမယ်တင်ပြန်တော့လေအဲ့ဒီ60လောက်ထဲမှာအထင်းနဲ့မှရောရက်ကံကောင်းမှအမကြီးတို့ကပုံများမယ်ရှုပ်တယ်ကွာအမတွေရွေးရလို့မရဘူးလားရတယ်လေတကောင်6ချက်အဲ့တော့ပဲရွေးလေလာတာပဲမီးမလို့သေးဘူး မင်းတို့ဆိုရောကွာပိတ်မရောင်းကျင်ကြတော့ရှားတယ်။ No ဆဆောက New Year ပြောတဲ့မတန်းကလေးဆိုတာကောကွာအလကားအဲ့ဒါသူစိတ်ကူးရင်လားအဲ့ဒါမျိုးကဥက္ကဏ်နေနေပြီပဲဘယ်သူကရောင်းပါလဲရောင်းရင်လည်းမတရားသေးဆိုတော့မှာပေါ့ဘေးဝဲနိုင်မလဲဟာတငယ်ချင်းရအတက်နိုင်ပါရဲ့ကွာချက်တာမမရပါလဲရှာမင်းနဲ့မျိုးရည်အတွက်ငါဝယ်လက်ဖွဲ့ပဲဘာဖြစ်လို့လဲမသိဘူး ူတို့လင်မယားကိုကြည့်ပြီးချုပ်တိတ်ကြည်နူးမိတယ်။တိတ်ဘေးကန်ထောက်ပံ့ခြင်းနေတယ်ငွေဆိုတော့ကလည်းသိတဲ့အတိုင်းပဲတူတို့ဝိုင်းမှာဆိုရင်တာမန်ဆက်ကူပဲဘာမှအဖိုးမတန်တယ်လို့ပဲ 3-5တောင်တထောင်ဆိုတာရကြင်လဲခဏကလေးကုံကြင်လဲခဏကလေးကျွေတလဲကြက်တခုံဆိုတာမဟုတ်လားပြီးတော့ကျုပ်ကလည်းမထည့်ရဲ့လင်းပဲစီးပွားရေးသမားတယောက်ပဲတွက်တယ်တွက်တတ်တယ်ပေးကန်ထောက်ပံ့တယ်ဆိုတဲ့နေရာမှာလဲစေတနာထက်တန်တယ်လို့ပြောလို့ရပေမဲ့တန့်တော့တိတ်မတန့်စင်ခြင်းဘူးစိတ်ထဲကရွယ်ချက်ထားနေတယ်ဘတော်တဆငွေကြီးအကြက်တဲမျိုးနဲ့ဂျုံရတဲ့အခါဟိုတယ်မှာမနေတာတော့ပဲ ီမှာလာခုတန်းခိုးရမယ်ဒီမှာလာတဲတန်းတဲရမယ်ပြီးတော့လေခမဝင်းတို့ချမ်းကအကျယ်ကြီးအနေမိုင်းထဲမှာတဲပိုကလေးတစ်လုံးနဲ့လှမ်းမြင်ထားသေးတယ်ဒီတော့တခါတည်းရန်ပျော်ပွဲစားစရာပျော်ပါးစရာကစားစရာနေရာအဖြစ်လေအသုံးချနိုင်တယ်ခမဝင်းတို့ကတော့ဘယ်သိလိမ့်မလဲခြင်းဝိုင်းကိုလက်ခံကစားစေမယ်ဆိုရင်အိမ်ရှင်ကတနာရီကဆက်ရှင်အတွက်ငွေ90ရတယ်ဆက်ကစားရင်ဆက်ရမယ်နာရီတိုင်းရနိုင်မယ် ဒါကိုဖြာခင်းကလို့ခေါ်တယ်။ဂျင်းနိုင်လုပ်တဲ့လူက နိုင်နိုင်ရှုံရှုံပေးရတယ်။ပြီးတော့နောက်တစ်မျိုးဝင်ဝင်ရတာရှိသေးတယ်။တနိုင်တစ်ဆက်ရှင်ပြည့်ရင်တခါရက်ဒိုင်ကအနိုင်ရှုံစရင်တွေ့ရတယ်။မဆက်ရဘူး။အဲဒိုင်ကရှုံးနေတယ်ဆိုရင်တော့အင်းရှင်လေဖြာခင်းကအပြင်နောက်ထပ်မရဘူး။ဒိုင်ကနိုင်နေဆိုရင်တော့နိုင်တဲ့ငွေရဲ့ငါးရာခိုင်နှုန်းကိုအင်းရှင်ကထက်ရတယ်။ဒိုင်ကတထောင်တည်းနိုင်ရင်တော့90ပဲထက်ရမယ်။အေး တောင်းနဲ့ချီပြီးနိုင်တော့ပွားပြီပေါ့ဒီလုံးเนี่ยတခါတလေငွေများရင်များသလိုအိရှင်အနေနဲ့တနေ့တွေထောင်ချီပြီးရကြတယ်ရတတ်တယ်ဒီတော့တကယ်လို့များဒီ channel မှာတခါတရံကစားပြစ်မယ်ဆိုရင်ကျုပ်အိတ်သေးထဲအောင်ပေါ့မွေးမြူရေးရင်းနှီးဝင်တည်နိုင်တာပေါ့ခင်မဝင်းတို့အတွက်ကတော့ဖြားခင်းကလောက်နေပဲပြီးလိုက်ရမှာပေါ့ဟုတ်တယ်နေရာကလည်းတခါတခါတိတ်ရှားတယ်ခတ်တာကဘလောက်ပဲပိုင်နေပြောပြော ဘလောက်ပဲနားလည်မှုယူထားတယ်ပြောပြောနေရာတနေရာထဲမှာလနဲ့ချီပြီးနေ့စဉ်ရက်ဆက်ကစားနေလို့တော့မဖြစ်ဘူးခံသွားရမယ်ဒီတော့လှည့်လုံနေကြရတယ်နေရာပြောင်းကစားနေကြရတယ်ဘယ်တိုင်းလဲဖြစ်ဖြစ်အနည်းဆုံးတနေရာသုံးနေရာတော့လှည့်ပြောင်းနေရတယ်တချို့တိုင်းတွေဆိုရင် လူကုန်တဲ့ရက်ကွက်တွေကဂွေးနဲ့ခြံနဲ့တယ်လီဖုန်းနဲ့အစီကံတန်းလျနဲ့ဆိုတဲ့ခင်မီတိုက်တဲ့တိုက်ကောင်းတွေကိုတော့တလ1500 2000ပေးပြီး ကစားဖို့တသက်ငှားထားလေးရှိကြတယ်။တပည့်တပန်းတွေကိုအဆောင်သဘောမျိုးနေခိုင်းပြီးဒါပဲလုပ်ကြတယ်။နော်တညာကြီးမှာသွားကစားရင်လေ900ခိုင်နှုန်းနဲ့ခါခင်းကပေးရမယ့်အတူတူကိုပိုင်ငှားထားတော့ပိုးဆင်းပြေတာပေါ့။ဘသူကောမှအာနာနေကြလဲမလို့ဘူး။ခွင်တောင်းနေကြလဲမလို့ဘူး။ပြီးတော့တလမှာတစ်ခါတစ်ခါပဲကစားကောင်းကောင်းအရင်ကျင်နိုင်တယ်။ပတ်ဝန်းကျင်ကလည်းမဟိတ်မိဘူး။တိကုံကြပြီလေ။ရန်ကုန်လူကုန်နဲ့ရက်ကွက် လူကုန်တဲ့အတိုင်းဝိုင်းထဲမှာတော့ဒီစားပေါက်စားလန်းကိုအတော်ကလေးကရင်တွေ့ကုန်ကြပြီဆိုတော့နော်ဒီလူမျိုးကလည်းအိမ်ပြင်အခန်းချင်းကပ်နေတဲ့လူလီရက်ွက်ထဲမှာဖြစ်နိုင်တာမှမဟုတ်ပဲပြီးတော့လေနေ့စဉ်ပုံမှန်မဟုတ်တဲ့ချင်းဝိုင်းမျိုးဆိုတော့လက်ကြီး၃လေးယောက်ထဲစုပြီးဒိုင်းကိုခေါ်စားကြတာမျိုးဒါမှမဟုတ်ဒိုင်းနဲ့ထိုးတာတယောက်ချင်းကစားကြတာမျိုးဒါမျိုးကငွေများတယ်အရေးကြီးတယ်ပူပြီးလုံခြုံမှုလိုတယ် လူစိမ့်မပါစေရမင်းစိမ့်မလာစေရအဲနေရာကလည်းခြံတကားနဲ့တိုက်တကားနဲ့အခန်းတကားနဲ့အဆောင်အချက်ကလည်းအထက်ထက် now ပက်လေထိုင်းဒိုင်တွေကြီးစုထားတဲ့ why ဒီ session မှာသူနဲ့သူနဲ့ပေါင်းပြီးဒိုင်လုံးကြတယ်ကျန်တဲ့လူတွေကထိုးကြမယ်နောက်တစ် session ကြတော့ဒိုင်လုံးမဲ့လူနောက်တစ်ယောက်ပြောင်းကျန်တဲ့လူတွေကထိုးကြဒိုင်လုံးတဲ့လူတွေကလည်းတစ်ခါပြန်တော့ထိုးတင်ကြတာပဲဒီတော့ အချင်းချင်းချင်းပြီးစုကြတယ်ကစားကြတယ်ဒီဝမ်းမြို့မှာဆိုရင်လေငွေကသိန်းကနန်းနဲ့ချီရှိတယ်လုံခြုံမှုလိုတယ်ကောင်းကောင်းဖြစ်တာပေါ့နေပိုင်းကတဲကလေးကို ကောင်းကောင်းပြင်လိုက်မယ်အလုံဆုံးကုန်ရင်900တထောင်ပေါ့ဖြစ်တာပေါ့ဩကြောရအောင်မယ်ဂျင်းကဖဲလို့မဟုတ်ဘူးဇပွဲကလေးထိုင်းနဲ့ကစားလို့မရဘူးကျမ်းမြေမဝိုင်းကစားရတယ်သူ့တဘာဝကခန်းနာလို့မရဘူးထိုးသားတယောက်ထင်းနဲ့လည်းကစားလို့ဖြစ်တယ် ထိုးသားတရာလောက်နဲ့လည်းကစားလို့ဖြစ်တယ်။ပုံမှန်ဝိုင်းတွေရှိတယ်။နေ့စဉ်ကစားကြရယ်။အချိန်မှန်ကစားကြရယ်။သူ့စုရဲ့နဲ့သူရှိတယ်။သူ့ organizer နဲ့သူရှိတယ်။ထိုးသားတွေကသူ့အချိန်နဲ့သူစုရဲ့ကိုလာကြရတယ်။ဒီမှာစော်ဩသူ စူစည်းသူ organizer ကထိန်းထားမယ်။စူထားမယ်။လက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်တိုက်မယ်။ secret တိုက်မယ်။ကျွေးဝင်းမယ်။ပြီးတော့လူစုံပြီဆိုရင်အသင်ငှားထားတဲ့ကိုပိုင်အငှားကားတွေပေါ်တက်ခိုင်းမယ်။မောင်းမယ်။ အဲထိုးသားတွေအနေနဲ့ကတော့ဝိုင်းလုံရမယ့်နေရာကို ရောက်တော့မှပဲသိရမယ်ပြောဘကောအဲ့ဒီလူစုပေးတဲ့ဒိုင်ကိုခေါ်ပေးတဲ့နေရာရှာထားတဲ့ organizer ဆိုတဲ့သူကလည်းအိတ်ရှင်လိုပဲဒိုင်နိုင်ရင်ဆယ်ရာခိုင်နှုန်းရတယ်တထောင်နိုင်ရင်တရာရတယ်တထောင်နိုင်ရင်တထောင်ရတယ်ဒိုင်မနိုင်ရင်တော့တပြားမှမရဘူးတကယ်သူစီကံစနစ်အတိုင်းဆိုရင်တော့သူလဲ900ခိုင်နှုန်းပဲရရမယ်ကျန်တဲ့900ခိုင်နှုန်းကတော့ ရှုံးတဲ့ထိုးသားတွေအတွက်ပြန်လန်းစိတ်ပေးလိုက်တာဖြစ်တယ်။ဒါပေမဲ့အသည့်ရဲ့အတိုင်းတချို့ထိုးသားတွေက အရှုံးကနန်းကိုပို့ပို့ပြီးပြောကြတယ်။တရားရှုံးရင်ငါးချက်လုံးပြန်ပေးတာဆိုတော့ပို့လိုချင်ကြတယ်။ဒီတော့လူများတဲ့ပုံမှန်ဝိုင်းနေမှာဆိုရင် organizer ကဆယ်ရာခိုင်နှုန်းသူအပြည့်ယူလိုက်တယ်။ထိုးသားတွေကို900ခိုင်နှုန်းခွဲဝေပေးမနေတော့ဘူး။သူကကြွေးမယ်ခေါ်လာမယ်ပြန်ပို့မယ်အကျိုးပို့တာဝန်ယူလိုက်တယ် ဒီလိုတာဝန်ယူလိုက်တဲ့အတွက်ဝိုင်းမသိခင်မှာပြန်ထွက်တဲ့လူလည်းမရှိနိုင်တော့ဘူးပိုစိတ်ချရတယ်ဆိုပါတော့ဒီခြံထဲမှာသာကစားမယ်ဆိုရင်သူ့တယောက်သေး15ရာခိုင်နှုန်းရမယ်အင်ရှင်ဝေစုလည်းရမယ် organizer ဝေစုလည်းရမယ်ထိုးသားဝေစုလည်းရမယ်တခုတော့ရှိတယ်သူများလို့မဖြစ်ဘူးချင်းဝိုင်းမှာဖြစ်မယ်အများဆုံး10ယောက်ဒီတော့ရရောတယ်ကျုပ်လက်ဆွဲအိတ်ကိုဖွင့်လိုက်တယ် ရှာရန်သုံးတက်ထုတ်လိုက်တယ်။သုံးတော့ရော့မနှက်ဖြန်အိုးမဲ့အကောင်လေးကိုဝင်ဝေးယူရီယန်နဲ့တငယ်ချင်းတို့အတွက်ကျုံနားလေတယ်။ဝေသုံးတော်ကိုနော်မြူရီရဲ့လက်ထဲထည့်လိုက်တယ်။နော်မြူရီရဲ့ကရွာကန်မဟုတ်လား။ပြောအောင်မယ်။ကျုံသမနာဟိုတယ်မှာနေနေတယ်။တနည်း150ပေးပြီးကိုပိုင်ကားကိုငှားစီးတယ်။တနည်းတနည်း90တရာဘူးစားပြစ်တယ်။လက်ထဲမှာလည်း ငွေ2000တောင်းတော့အမြဲပါတယ်လူဆိုတာလေအဝတ်စားကစကားပြောတယ်ထင်ပါရဲ့တနေ့တခြားပိုသားနာလာတယ်ဒါပေမဲ့မကွယ်ဖွက်တန်ဝန်ခံရမယ်ဆိုရင်တော့သူ့ဘဝကခြေတလုံးအိမ်တိုင်းပဲခင်မောင်ဝင်းတို့နော်မြူရီယယ်တို့လောက်မှ အခြေမခံတဲ့ဘဝပဲအဲမထင်းတဲ့မန္တလေးအိမ်ကိုတော့သူ့ထင်မစင်းသားတော့ဘူးလေအတိတ်မှာကြရင်ခဲ့ပြီဆိုပါတော့ဒီတော့သူ့စိတ်ကူးတယ် ဘဝတစ်တခုထူထောင်ခြင်းနဲ့အစကနေပြန်ပြီးစခြင်းနဲ့ကျုပ်ဆုံးဖြတ်ချက်ချလိုက်တယ်။ရန်ကုန်မှာအိမ်ဝင်မယ်။ငယ်ချင်းငယ်ပါစီတိုက်မှလည်းမဟုတ်ပါဘူး။ဒါပေမဲ့ခြံကလေးဝင်းကလေးနဲ့တော့ဖြစ်ချင်တယ်။လွတ်လို့ရမယ်။ အလုံးဆိုလို့သူကဘာလုပ်တယ်လို့တော့ဒီညကပစ္စည်းကိုဟိုနေရတဲ့ကြောင်းကိုယ်စံနဲ့ဝယ်ပြီးတကြက်နဲ့ပြန်ရောင်းကုံရောင်းကုံဝယ်အလုပ်ကျုံမလုပ်ချင်ပါဘူးကျုပ်ဂျင်ကိုပဲသဘောကျတယ်တချို့ကပြောကြတယ်လောင်းကစားဆိုတာဘယ်တော့မှမကြီးပွားဘူးတဲ့ကြီးပွားတဲ့လူရှိတယ်ဆိုရင်တယောက်လောက်ဖြစ်ဖြစ်လက်ညှိုးထိုးပြစမ်းပါတဲ့ရှိရတယ်ဟုတ်တယ် ကြီးပွားတဲ့လူကရောကျွန်တော်ကတော့ဂျင်းနဲ့ကြီးပွားလာခဲ့တာပါဗျာလို့ထုတ်ဖော်ဝန်ခံပါမလားဒီငါးသိန်းတန်တိုက်ကိုဂျင်းနိုင်လုံးကဝယ်ထားလိုက်တာပေါ့လို့ကောဒီနေ့ထက်ထိအများကလူကြီးလူကောင်းတယောက်အဖြစ်အတိအမှတ်ပြုခံနေရတဲ့ပုံကိုတယောက်အနေနဲ့အလကားနေရင်ဖွင့်ပြောမတယ်လားတန်းလွန်စွာပေါ်လာမယ်ဆိုရင်တော့လိုက်ဖုံးမိအောင်ပါပေါ့ဒါပေမဲ့ကျုပ်တို့ကတော့မျက်မြင်ကိုတွေ့ပဲတညာ ဝိုင်းတွိုင်းမှာဆိုရင်တယောက်ကကားလိုင်စင်စာအုပ်ကိုတချီရဲချထိုးတယ်။ကားတံပိုးတတ်မှတ်တာကလည်းတသိန်း၄တောင်းနှာတင်းလာပြီလေ။ဒီတဆက်ရှင်ထဲမှာကိုသူရှုံးတဲ့ငွေသားကြီးတသိန်းကျော်နေပြီ။ဒီတော့ဒိုင်ကလည်းလက်ခံတယ်။ကံမလိုက်တဲ့လူရှုံးနေတဲ့လူမတိုက်တဲ့လူကိုဒိုင်ဘက်ကဘတော်မှကြောက်ရိုးမရှိဘူး။တနာရိုးလည်းမရှိဘူး။ထိုးလက်ခံတယ်။အနီကျိုးတဲ့ ကြက်နဲ့ရှော့ကိုကျိုးထိုးတယ်။ဖွင့်ကိုလူကိုယ်တိုင်မဖွင့်ရတော့ဘူး။လက်တွေတုံနေတယ်။ဒိုင်ကိုဖွင့်ခိုင်းနေ။ဒီမှာပြဿနာ။ဒိုင်ကလည်းမဖွင့်ရပြန်ဘူး။မတော်တဆလက်ထဲကအဖုံးလွတ်ကြရင်ဒါမှမဟုတ်လက်တုံပြီးအဖုံးနှခန်းနဲ့ဂျင်ကိုသွားထိမိရင်စီကံရဒိုင်ကရောရတော့မယ်မဟုတ်လားအဲ့ဒီတော့ ိုင်ကလည်းမဖွင့်ရဘူးကို့တောင်ရင်ကိုယူပြီးဖွင့်ကျုပ်စိတ်မရှိတော့ဘူးကျုပ်ကလည်းအနီပဲကြိုက်တယ်ကြက်မှာပဲတတောင်ရန်ထားတယ်သူ့ကိုယ်လိုက်အသားကလေးဖွင့်လိုက်တယ်ကြွရတဲ့ဆိုယုံရှိသေးငုံပြီးကြည့်နေတဲ့ကို့လူကပြီးမေးပြီလို့အတန်ထွက်လိုက်တယ်သူ့စက်ကနေလှုပ်လိုက်တယ်ကြက် ကိုလူဆိုတာအခုမှပြုံးနိုင်ရွှင်နိုင်လာတော့တယ်အခုမှငွေနဲ့ကျင်းနဲ့ဖြစ်လာတယ်တိတ်တရားရဖို့ကောင်းတယ်တနေ့မနေ့ပိုင်းမှာကျုပ်လိုက်ကစားတော့ဒိုင်းကျွေးခောက်သွားတယ်ဒိုင်းမှာပါလာတဲ့ငွေတွေနိုင်ဆက်ရှင်မစိခင်ကုံသွားလို့ပွဲရက်လိုက်ရတာကိုကျွေးခောက်တယ်လို့ခေါ်တယ်ဒါပေမဲ့ဒိုင်းကအသေးပါတောင်းထောက်ထောင်နဲ့ပါလာတာပါကျုပ်ကလည်းသုံးလျက်သေးပါပဲတောင်းနှစ်ထောင်ရလိုက်တယ်ထုံးစံတိုင်းဒိုင်းကနှာတင်းနေ ကျုပ်ကိုအဓိကထားမေးတယ်။ထိုးအောင်မလားတဲ့။ထိုးအောင်မယ်ဆိုရင်ငွေပြန်ယူမယ်တဲ့။ခဏစောင့်ပါတဲ့။ပြီးတော့ဖလဖုန်းကောက်ဆက်တယ်။ဒိုင်းလူရအများအဖြစ်အချင်းချင်းအဆက်အသွယ်ရှိကြတယ်။ထိုးမဲ့ဘက်ကငွေများနေလို့ကိုယ်တိုင်တိုင်နေနဲ့နိုင်ပုံမပေါ်ရင်တခြားတိုင်တွေကိုအဆုဆက်ခေါ်ကြလိမ့်ရှိတယ်။စိုက်တဲ့ခြင်းယူခဲ့ငွေယူခဲ့ ကိုယ်စလဲလာခဲ့စူပေါင်းတိုင်လုံးမယ်။အဆုဆက်တိုင်လုံးမယ်။အဲ တခုပြောပြရအောင်မေစီကန်းသဘောရဒိုင်းကထိုးသားမှာပါတဲ့ငွေအရေအတွက်ထက်နှစ်ဆသုံးဆပါရတယ်အနည်းဆုံးတော့နှစ်ဆပါရမယ်ငွေနည်းနည်းကလေးနဲ့လာတိုင်းလှုပ်ပြီးတစ်ချက်နှစ်ချက်မများရောရအောင်နဲ့ကြွေးခောက်ရတယ်ဆိုရင်ဒိုင်းနာမယ်ပြတ်တယ်နောက်ဆုံးရင်ငွေကိုထုတ်ပြမှလုံချကြတော့တယ်ပြီးတော့လက်ကြီးတွေကလည်းဒီတိုင်းမျိုးကိုရှောင်ကြတယ်ဒီကနေ့ကတော့တိုက်ချင်လို့ပါသူ့ထုတ်ကင်တဲ့ငွေကလည်းတထောင်လေးရဲ့ လမ်းမှာတိုးမကြီးတယောက်ကိုကားနဲ့တိုက်မိတော့မလို့ဖြစ်သေးတယ်။ဒါနဲ့ခက်မြန်မြန်ပဲဝိုင်းနဲ့ရောက်ရောက်ချင်းဘာမှစဉ်းစားမနေပဲဝက်ကိုရန်လိုက်တယ်။တောက်ဘရိတ်ကရှော့ထွက်သွားတယ်။ဒါကြောင့်ရှော့ကိုကာလိုက်တယ်။ဖွင့်ဝက်တိုက်တယ်။ဒီလုံးကမှာအဲ့ဒီလိုအတိတ်နမိတ်တွေကိုလည်းဇုံကြတယ်။ဒါကြောင့်ခုရပိုင်းဇက်တက်ရော်လိုကြီးနေရတဲ့ဒိုင်းကများအဆုဆက်လှမ်းခေါ်လိုက်ရင်တခြားဒိုင်းတွေကခေါင်းခါလွှတ်ကြတာများတယ်။ဒါပေမဲ့ ကျုပ်အတွေ့အကြုံကိုပြောရရင်ကျုပ်တယောက်တည်းနဲ့တယောက်ချင်းကစားကြတဲ့ပွဲတနေ့တည်းဒိုင်းသုံးတိုင်းချွေခောက်သွားခဲ့ရဘူးလေတနေ့တည်းကျုပ်ငွေ1000ကျော်နိုင်လိုက်တယ်တိတ်တရားရဖို့ကောင်းတယ်ဂျင်းလောကမှာကျုပ်နမည်ဟာတမဟုတ်ချင်းပြန့်နှံ့ကြော်ကြားသွားတယ်ဂျင်းတိုင်းတိုင်းကိုကျုပ်ကသာတယ်လီဖုန်းဆက်ပြီးလှမ်းခေါ်လိုက်မြင့်နဲ့တကောင်လေးရောက်လာတယ်နောက်ခေါ်တယ်ကစားဖို့အစင်သိဟုတ်တယ်စိတ်ကူးရတဲ့အချိန်နက်ခတ်မှန်တဲ့အချိန်မှာ ကစားရတာနေ့ရညရဘယ်ရွေးနေနိုင်ပါမလဲတဲ့ကျုပ်စိတ်ကြိုက်လေလိုက်ပြောလိုက်သေးတယ်ရင်ရတယ်ပြီးတော့လေဘယ်နေရာမျိုးမှာရောက်နေနေဘယ်အချိန်မှာပဲဖြစ်ဖြစ်ကျုပ်ကသာဘာကလေးစားရရင်ကောင်းမယ်ဘာကလေးတောက်ရရင်ကောင်းမယ်လို့ဖွင့်ပြောလိုက်ဂိုင်းနဲ့အိတ်ရှင်ကဖြစ်အောင်စီစဉ်လာကြတယ်သိတဲ့အတိုင်းကျုပ်ကဖုန်းကြီးချောင်းသားတခြားဘက်ဒီမှာပျက်စီးကျင်တိုင်းပျက်စီးနေပေမဲ့အရက်တော့မတောက်တတ်ဘူး ဆက်လက်လည်းမတော့တတ်ဘူးပြီးတော့ကျုပ်ကတိတ်စရိတ်ချင်းနေကျုပ်ကိုတိတ်အလိုလိုက်ကြတယ်ဝမ်းကြီးတွေမှာဆိုရင်ဒူးရမမြင်ရဘူးငါးသုံးလုံးကိုဒိုင်းကကတ်တွန်းလိုက်ဝယ်တာတယ်ဝိုင်းထဲမှာချအဲ့ခံနေတောက်တက်တဲ့လူတောက်ချင်သလောက်တောက်နှာခေါင်းချက်ခိုးဆွဲအောင်တောက်တခြားလူမပြောနဲ့ကျုပ်ကားဆရာတော်နောက်ဆုံးတော့လက်မြောက်တယ်ခါတိုင်းသူကစားနေကြဝိုင်းတွေမှာကဒူးရပဲအဲ့ခံနေဒီမှာကငါးသုံးလုံးဆိုတော့မတရားတောက်ပြတယ် နောက်ဆုံးတော့ရက်လိုက်တယ်။အလကားရတိုင်းသာအခုလိုတောက်နေရင်အဆုတ်ကင်စာမမြန်ဖြစ်မယ်တဲ့။ပြီးတော့အရက်ဆိုရင်လဲ Scotch Whiskey, Johnny Walker, အနက်ပတ်အနီးပတ်ရေခဲရေနဲ့စိမ့်မင်း။ကုန်းကုန်းပြောကြစို့။နှက်ခမ်းမှာကိုကင်းပုတ်ချင်သေးသလား။ရမယ်။စေးနဲ့ကုန်းရဝါမလား။ရမယ်။တနေ့တော့လမ်းမှာတွေ့တာနဲ့ဩဇာလေးငါးလုံးွယ်လာတယ်။စားကြတာကိုဒါပေမဲ့အိမ်မမရှိပဲ ိုတယ်မှာလဲစားကြင်မရဝိုင်းနေရောက်တော့မှတတိရတယ်ကားဘော်ကတွားယူခိုင်းပြီးရေခဲတစ်တာတဲ့ခဏထဲခိုင်းထားလိုက်တယ်ဟော나이ဝက်လောက်ကြတော့ပကံပြားနဲ့ငွေစုံတက်လျက်ရောက်လာတယ်အခွန်တင်ပြီးသားအစ်စ်ထင်ပြီးသားတကြားဖြူပြီးသားနှုတ်စီဆမ်းပြီးသားရေခဲစိန်ပြီးသားอืมငွေမျက်နာများကြီးလာပါပြီဩဇာတိတောင်အစ်စ်တွေပြောက်ကုန်တယ်ကျုပ်စဉ်းစားကြည့်မိတယ် ရိုးရိုးသားသားကံတရားအတိုင်းသာဆိုရင်ဒီလိုအလုပ်တွေဘာဖြစ်လို့လုပ်နေရမှာလဲဘာဖြစ်လို့ဒီလောက်အထိလုပ်နေဖို့လိုတယ်လဲသူကလည်းကိုယ့်အိတ်ထဲကငွေကိုလိုချင်တယ်ကိုကလည်းသူ့အိတ်ထဲကငွေကိုလိုချင်တယ်သဘောတူလောင်းကစားကြတယ်ဒါပဲဘာဖြစ်လို့ဒိုင်ကထိုးသားကိုဂိယုတဆိုင်အရေးပေးနေရမှာလဲကျုပ်တိတာလူတိုင်းတိတာတခုတော့ရှိတယ်ဒိုင်လုတ်တဲ့လူကထိုးတဲ့လူထက်အခွင့်အရေးတခုတော့ပိုရတယ်ဘာလဲဆိုတော့ ဒိုင်းကအကောင့်မပေးရဘူးထိုးသားကအကောင့်ပေးရတယ်ဆိုပါတော့ငွေတရားထိုးလိုက်တယ်ဒိုင်းနိုင်ရင်တရားလုံးစားသွားတယ်တရားအပြည့်ရတယ်အဲထိုးသားကနိုင်ရင်တော့65ချက်ပဲရောတယ်အကောင့်5ချက်နှုတ်လိုက်တယ်တရားအပြည့်မရဘူးဒီအကောင့်တာတယ်ဒီအခွင့်အရေးတစ်ခုတော့ပို့ရတယ် အခုဖတ်ပြပေးခဲ့တာကတော့ဆရာမောင်သာရရဲ့နောက်ဆုံးကြတော့ကြော်ဟင်းကကြော်ဟင်းပါပဲအပိုင်း၅ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့သောတာရှင်တွေအားလုံးစိတ်အာနာရှင်စနစ်ဆိုးအောင်ပါအမြန်ဆုံးလွတ်မြောက်ပြီးရွှေရောင်နာကတ်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။